တိုကျိုကနေဘန်ကောက်ကိုသွားခဲ့တဲ့ blog လေးပါနာရီတာလီစိတ်မှာ check in ဝင်နေပါတယ်အောက်ထဲမှာအဲ့အဖိုးကဒီပန်းရောင်အိတ်အကြီးယူအပ်လိုက်တဲ့ဟန်ကယ်ရီအနေနဲ့အဲ့အသေးလေးယူထားတယ်နောက်ပြီးတော့ security လဲ pass ဖြစ်သွားပြီ immigration လဲ pass ဖြစ်သွားပြီဆိုတော့လက်ဆောင်တော့ပါမယ် price ကထုတ်တဲ့ဒီနာမည်ကြီးနာမ chocolate ကိုဝယ်ယူလို့လက်ဆောင် ပုံတင်ဂိတ်ကိုလည်းရောက်ပြီးထွက်ဖို့အချိန်ရလိုသေးရဆို ACC စာတိုင်းဖတ်ရင်လည်းစောင့်နေပါတယ်ပုံတင်လည်းသူကဖွင့်သွားပြီးဆိုတော့ကဲဒီနေ့ရောက်ပြီးထိုင်ကုန်ပမာလေးလိုက်ရှာမယ်ထိုင်ကုန်ကဘုကင်လောက်တာဟာယူထားတာဒီဒုတိယမြောက်ထိုင်ကုန်လေးကိုရွေးထားပါတယ်ဒီတစ်ခါပုတ်ကင်းလောက်တာနောက်ကြွားဆိုတော့ပရင်ပောက်ပဲအချမ်းမရလိုက်ဘူးဒီလျှောက်လမ်းဘက်အချမ်းမှာပဲနေရာရလိုက်တယ် ။လင်းရထွက်တဲ့အချိန်ကလေမနက်ပိုင်းဖြစ်တယ်ဆိုရင်ပဲပနေပေါက်တွေအားလုံးပိတ်ပြီးတော့အေးစီအိမ်နေကြတာပေါ့နော်ကိုယ်ချိန်ပဲ။ခဏလောက်နေရောနေလဲစားလာကြွေးပါလေ။စားလို့ကောင်းပါလေ။ပြီးတော့လင်းစင်းကနေနှစ်နာရီလောက်အလိုမှာလဲထပ်ပြီးတော့ snack တိုင်းအနေနဲ့ hot dog ပူပူလေးလာကြွေးပါပါလေ။ကဲအခုသူဝနာဘူမိလေးစိတ်ကိုဆက်ရောက်ပါတော့မယ်။လင်းရ landing လုပ်နေပြီ။မြေကြီးပေါ်မရောက်သေးဘူး။ ်မြေကြီးပေါ်မှာလင်းရင်ဘိန်းချလိုက်တဲ့အချိန်ပေါ့နော်အရင်ကြောက်ပိုကောင်းလေအဲလင်းအတက်အစင်းဆိုရင်တော်တော်လေးလန့်တယ်အဲကြောင့်မြင်းနဲ့ဖျားစာဆိုပြတဲ့အချိန်လေးဆိုရင်နောက်ပြီးတော့ရောက်သွားပါပြီရောက်သွားတော့ညစာနေနဲ့ဘိုက်စာလို့ဒီသူဝနာဘူမီလေးစိတ်ထဲမှာရှိမြေအောက်မှာရှိရဲ့ဒီဆိုင်လေးမှာစာပြတဲ့ဒီဆိုင်လေးကဈေးကြီးမှန်းလဲတည်ရဲဒါပေမဲ့အေးဆေးဆေးနဲ့အရသာကောင်းလို့ สาบิไปดีเดิมเดียวจะพักกูไปพี่อาาไยบายบายดีเดียวเดี๋ยวเราไป